င်္ဂလာပါလို့ဥစွာပထမငုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့ဥစဉ်ပြောပြပေးမယ်အကြောင်းအရာလေးတွေကတော့မိတိကျလာဆုံးမစာအမတ်စဉ်28အမတ်စဉ်29အမတ်စဉ်30သူကိုပြောပြပြီးတော့มาပဲဖြစ်ပါတယ်အမတ်စဉ်28ကပဲလို့ဆိုထားတယ်ဆိုတော့အနဝါယံဝမယံတော့ အဘုဇာဘဟုပါတကောအတဂုဏဘကတင်သောတိဝိဒံဟိနလက္ခဏံလို့ဆိုထားပါတယ်။ဘာပြောတလဲဆိုတော့သူမခေါ်ပဲလျက်သူအိမ်သို့သွားဖန်များတော်သူတဲ့။နမနိအချက်ကသူမမီပဲများစွာဟောပြောတတော်သူတဲ့။ နံပါတ်3ကမိမိဂုံကျေးဇူးကိုပါလွှားတတ်တော်သူတဲ့ဤ3ပါးနဲ့မြေစုံတဲ့သူဟာဤ3ပါးဟာသူယုံမာရဲ့လက္ခဏာပဲလို့ဆိုထားပါတယ်သူယုံမာလက္ခဏာအင်္ဂါ3ရက်ရှိတယ်တဲ့အဲ့ဒါကဘာတွေလဲဆိုတော့နံပါတ်1အင်ရှင်ကမခေါ်ပါပဲ အဲ့ဒီအိမ်ကိုခဏခဏသွားတဲ့သူတဲ့မျိုးလုံးနဲ့မြင်အောင်ပြောတာကာယကရှင်ကမခေါ်ပဲနဲ့အဲ့ဒီအိမ်ကိုခဏခဏသွားနေတဲ့သူတဲ့မဖိတ်ခေါ်ပဲလာတော့အရင်ကြတော့မကြည့်ဘူးပေါ့နောက်ဆက်တွဲရကွာကိုတီးပြီးသားနေမှာပါစမပြောတော့ပါဘူး နံပါတ်2ကတော့သူမမေးပဲများစွာဟောပြောတတ်တော်သူတဲ့မမေးဘူးဘာမှမမေးပဲနဲ့သူပါတူပဲပြောနေတာအဲ့ဒီလိုလူမျိုးတွေနဲ့လည်းတွေ့ဖူးမှာပါအဲ့ဒါသူရောမာရဲ့လက္ခဏာပဲတဲ့တတိယချက်ကမိမိဂုံကျေးဇူးကိုပါလွှားတတ်တော်သူတဲ့ပါလွှားတယ်ဆိုတာကတကယ်တော့ကြွားတာပါ ကြွားတာကိုပဲပါလွားတယ်လို့သုံးတာပါပဲတချို့တချို့တွေရှိပါလိမ့်မယ်တွေ့လဲတွေ့ဘူးပါလိမ့်မယ်မိမိဂုံကိုကြွားလိုက်တာမိမိဂုံမိမိအမွန်းနေတင်လိုက်တာတော်တော်များများတွေ့ဘူးမှာပါဒါကြောင့်မို့တူယုတ်ဒီအမတ်စဉ်28ကဘာပြောလဲဆိုတူယုတ်မှာလက္ခဏာ3ရက်ရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ မဖိတ်ခေါ်ပဲနဲ့အဲ့ဒီအိမ်ကိုခဏခဏသွားနေတဲ့သူတဲ့နံပါတ်1ကသူမပေးပဲမြားစွာဟောပြောတတ်တဲ့သူတဲ့နံပါတ်3ကတော့မိမိဂုံကျေးဇူးကိုပါလွားတယ်ကြွားဝါတယ်သူတဲ့အဲ့ဒီအချက်3ချက်နဲ့ပြည့်စုံရင်အဲ့ဒါသူရောက်မှာပဲလို့ဆိုတာပဲဖြစ်ပါတယ်ဒါဆိုအမတ်စဉ်28ကပြည့်စုံတော့ပါပြီအမတ်စဉ်29ကဘာပြောတယ်လဲဆိုတော့ အပရူဘောပဟုံဘာသောအဘပညောပကာတိတောအဘမူရောဂတောခောဘိအဘခိရာကာဝီစလေလို့ဆိုထားပါတယ်။ဘာကိုပြောလဲဆိုတော့အစင်မလာတော့သူသည်တဲ့စကားများတဲ့ဤတဲ့နမနိကပညာနေသောသူသည်သင်ရှားပြတဲ့ဤတဲ့ နံပါတ်2ကရေမပြေသော OD 6ချားဓာတ်ဤတဲ့နံပါတ်၄ကနိုးရီမထွက်တော့နွားမသည်ကြောက်ကန်တတ်ဤလို့ဆိုထားပါတယ်နံပါတ်၁ရုပ်ဆိုးတဲ့လူကစကားများတယ်တဲ့ဒီသာပြောလို့မေတ္တာများပူကြလီမလားတော့မသိပါဘူးစကားမများနေတဲ့စကားများတဲ့လူကရုပ်ဆိုးလို့တဲ့ မိမိကျန်းဆရာတွေစုထားတာပါဒါကြောင့်မလို့စကားများတဲ့လူတွေကတော့မျက်စောင်းများထိုးကြမလားတော့မသိပါဘူးမျက်စောင်းမထိုးပါနဲ့ဗျအဲ့ဒါဒီနိဒိဆရာတွေစုထားတာကိုဘုံဘုံကပြန်ပြီးရှယ်ယာရင်းပေးတာပါအစင်းမလာတဲ့သူကစကားမြင်ရတယ်စကားများတယ်ဆိုတာက အယုတ်တအနတ္တတွေကိုပဲအဓိက ဆိုလိုတာပဲဖြစ်ပါတယ်လူတွေကအယုတ်တအနတ္တတွေပြောနေပြီဆိုရင်မျက်နှာအမူအရာကိုကြည့်လိုက်ပါစိတ်တူဒေါသထွက်နေတဲ့ချိန်ဒီမှာမျက်နှာဒီကချစ်စပွဲဖြစ်နေမလားကြောက်စရာဖြစ်နေမလားဒါကိုပြောလိုတာပဲဖြစ်ပါတယ်ဒါကြောင့်စကားများတဲ့သူတွေဖုံဖုံမျက်နှာမျက်စောင်းမထူပါနဲ့ဗျာ အဓိကကဘာဒီမြန်မာဘာပြောတယ်လဲဆိုတော့ယုတ်တာအနတ္တပြောနေတဲ့လူတွေကြောက်စရာကြီးပါပဲအဲ့ဒီလိုချိန်မှာကအစင်မလာဘူးလို့ပြောတာဘလောက်ပဲယုတ်ချောနေပါစေဘလောက်ပဲအစင်နဲ့လှနေပါစေအယုတ်တာအနတ္တတွေပြောနေမဲ့စိတ်တူဒေါတာထွက်နေတဲ့ချိန်မှာအရင်ယုတ်ဆိုးပါတယ်အဲ့ဒီလူတွေအစင်မလာပါဘူးဒါပါပဲ နံပါတ်1ပညာနည်းတဲ့သူကထင်ရှားပြတတ်တယ်တဲ့ပညာမရှိတဲ့သူကမိမိကိုမိမိလူထင်ပေါ်အောင်ကြော်စောအောင်ပြတတ်တယ်တဲ့မိမိကိုမိမိအထင်ကြီးအောင်နေလောက်တတ်တာကိုဆိုလိုတာပဲဖြစ်ပါတယ်ဒါဆိုရင်နံပါတ်3ကရေမပြည့်တဲ့အိုးဟာခြောက်ခြားတတ်တယ်တဲ့ကြာဘူးပါလိမ့်မယ်ရေအိုးတစ်လုံးကိုရွက်ကြည့်ပါ အဲ့ဒီဟိုမပြေဘူးဆိုရင်ရေအဲ့ဒီရေဟိုအပြစ်ထည့်မထားဘူးဆိုရင်ရွက်ရတာလည်းအဆင်မပြေပါဘူး။ပေါင်လည်းခတ်ပါတယ်။ခြောက်ချားတယ်ဆိုတာတွက်ကြည့်လိုက်ပါ။ရေကရှိတဲ့နေရာမှာစုံနေပြီးမရှိတဲ့နေရာခြောက်နေတတ်ပါတယ်။ဒီအရာလည်းစုလို့ရပဲဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ပေါင်ခတ်တယ်ပေါ့။မပြေလို့တိတ်အကျယ်မချဲ့လို့တော့ပါဘူး။ နမလေးကနှုတ်ရည်မထွက်တဲ့နွားမကကြောက်ကန်တတ်တယ်တဲ့နှုတ်စားနွားမရင်နွားနဲ့ညက်တယ်နှုတ်ရည်ထွက်တဲ့နွားမညက်တော့ငြိမ်ခံမှာပေါ့နှုတ်ရည်မထွက်တဲ့နွားမသွားညက်ကြည့်ကြောက်ကန်ကန်နေတဲ့ဘာကြောင့်လဲဆိုတာတော့ပြောစရာလိုမယ်မထင်ပါဘူးဒါကြောင့်မို့ ။နိဒီကျန်လာဆုံးမဆိုအမတ်စင်နေစုပ်ကဘာပြောတယ်ဆိုရင်အချော်အပြပြောအစင်မလာတဲ့လူကစကားများတယ်။ရုပ်ဆိုးတဲ့လူစကားများတယ်။ပညာနည်းတဲ့လူကကုကိုထင်ပေါ်အောင်ထင်ကြအောင်ထင်ရှားပြတယ်။ရှိမပြည့်တဲ့အိုးဟာချောက်ချားတတ်တယ်။နှုတ်ရည်မထွက်တဲ့နွားမဟာကြောက်ကန်တတ်တယ်လို့ပြောထားပါတယ်။ အမှတ်စဉ်30ကဘယ်လိုဆိုထားတယ်လဲဆိုတော့မန္တေကေဘီအုတ်ကြည်တီဟေကာကကဟေပီကာကကဟေပီယပီယအဗန္ဒီဘီဗန္ဒီဟုတ်တော်ဝါဒီရာပုတ်စေငရေငရေလို့ဆိုထားပါတယ်။ဘာပြောတယ်လဲဆိုတော့ဖားတဲ့ငယ်ဟာတဲ့ စောင်းကြောင်ထိုင်တတ်ကမြတ်ဖြစ်မိမိကိုမိမိရှင်သိလို့ထင်တယ်ជីဒီချီမူကချစ်ဆွေချစ်ဆွေလို့ညီတတ်တယ်တဲ့ပညာမရှိတဲ့သူမိုက်ဒီလေမိမိကိုကိုပညာရှိဟုထင်ခြင်းကြောင့်မိလက်တော်ငါရှင်ငါရှင်လို့ချစ်ဖွယ်တော်စကားကို ဆိုတတ်တယ်လို့ဆိုထားပါတယ်။ဘာကိုပြောတယ်လဲဆိုတော့ဖားတဲ့ဖားဆိုတဲ့တတ္တဝါကမိမိကိုမိမိစောင်းကြောင်လေးထိုင်တတ်တာနဲ့မိမိကိုမိမိငါချင်သိလောက်ကိုကိုကိုတင်ကြည့်တာစောင်းကြောင်ဖားစောင်းကြောင်ထိုင်နေချင်သိနေမတူပါဘူးဒါပေမဲ့ဖားတငယ်ရတော့မိမိကိုမိမိချင်သိလို့ ထင်နေတဲ့နမနိကကြည်သိချင်မှုကြီးကလည်းချစ်စေချစ်ဆွေလို့ညီတတ်တယ်နောက်တစ်ချက်ကတော့တညာမရှိတဲ့သူမိုက်ကလည်းမိမိကိုမိမိပညာရှိဟုထင်ပြီးတော့မေးပြီဆိုရင်ငါ့ရှင်ငါ့ရှင်ဆိုပြီးချစ်ဖွယ်တော်စကားကိုဆူတတ်တယ်တဲ့ အချုပ်အပြင်ပြောမယ်ဆိုရင်ဘာလဲဆိုတော့ဟန်ဆောင်ဒက်တာပါပဲဟန်ဆောင်ဒက်တဲ့မိမိကိုမိမိအထင်ကြီးတာကိုပဲပြောတာဖြစ်ပါလေဖာတငယ်ဟာဘလောက်ပဲကိုကိုကိုအထင်ကြီးပြီးကိုကိုကိုမာနဘဝနေတက်နေပါဆိုဘယ်တော့မှချင်းသေးဖြစ်မလာပါဘူးထို့တူပါပဲကြီးကန်းကလည်း ဘလောက်ပဲချစ်ဆွေချစ်ဆွေလို့အော်မြင်တတ်စေကမူကြည်ကန်းကြီးဩရာအာအာဆိုပြီးဩရာဖြစ်တဲ့တဲ့ကြောင့်ဘယ်တော့မှချစ်ဆွေဖြစ်လာမှာမဟုတ်ပါဘူးသူဝိုင်းဟာလဲကိုကုကိုပညာရှိပြီးကိုကုကိုပညာရှိလို့ထင်ပြီးတော့ မင်းလိုက်တဲ့စကားတွေကိုချစ်ဖွယ်စုတတ်ပေမယ်လို့သူမယာသူမိုက်ပါပဲပညာရှိဖြစ်မလာပါဘူးဒါကြောင့်မို့နိဒိကျလာဆုံးမစာအမတ်စဉ်30ကိုအချုပ်အားဖြင့်ဆိုရမယ်ပြောရမယ်ဆိုရင်ဟမ်မဆောင်ဖို့ပါပဲယနေ့ကတော့ဟန်ဆောင်တဲ့ သူတွေတတော်တွေ့ဖူးပါလေဘလောက်ပဲဟန်ဆောင်ကောင်းနေစေကမို့အဲ့ဒီဟန်ဆောင်မျက်နှာဖုံးဆိုတာကတတလုံးဖုံးထားလို့မရပါဘူးဒါကြောင့်မို့ဟမ်းဆောင်ကြပါနဲ့ဗျာဒါဆိုရင်ဒီကနေ့ဦးစင်ပြောခဲ့တဲ့ညီဒီကျန်လာဆုံးမစားအမစင်၂၈၂၉အမစင်၃၀တို့ကို နားလေသဘောပေါက်လောက်ပြီလို့ထင်ပါတယ်ဓမ္မမစစ်စစ်တို့မျိုးတော်များအားလုံးမိသားစုများအားလုံးလောကလူသားအားလုံးဥစဉ်ဒီကနေ့ပြောခဲ့တဲ့မိဒီချမ်းလာဆုံးမစာလေးတွေကိုကိုယ်တိုင်ကျင့်သုံးလက်တွေ့ကျင့်သုံးအကျိုးများနိုင်ကြပါစေကိုယ်တိုင်ကျင့်သုံးလက်တွေ့ကျင့်သုံးပြီးအကျိုးများနိုင်ကြပြီလင် ိမိတို့လိုလားတောင်းတအပ်တော့အရာများနဲ့ဒါတွေ့ကြုံခံစားဆန်းစားကြရပါစေဘိဗျာဝေး၍တောကတွေငြိမ့်ကြပါစေလုံငန်းဆောင်တာအဝဝလည်းအစဉ်ပြေချောမွေ့ပါစေလို့မေတ္တာဖို့တောင်းဆုပြုလိုက်ပါတယ်မိသားစုဆွေတော်မျိုးတော်များအားလုံးဓမ္မမေစီဆွေတော်မျိုးတော်များအားလုံးလောကလူသားအားလုံး ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေဗျာ။